ိတ်ဆိုတော့ဝယ်ရင်းကြည့်ရအောင်။အဲဒါရင်ဒါတရားတရားကွန်မြူနီရှင်းပေါ့။အဲဒါကတော့တက်တိုင်းနေမယ်အင်းကျွန်တော်ပြောတာကတော့ရန်ကင်းကလေးဆေးုံနဲ့လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ကိုလှူဒန်းသွားဖို့ရှိနေတဲ့မိသားစုပျော်ပွဲရွှင်ပွဲဖြစ်တဲ့ရန်ပုံငွေလမ်းလျှောက်ပွဲတော်ကိုလာမယ့်ဒီဇင်ဘာလဆန်းပိုင်းမှာကျင်းပဖို့ရှိနေပါတယ်။ပြောင်းလဲလာတဲ့လူနေမှုဘဝပုံစံတွေကိုအထောက်ပံ့ဖြစ်ဖို့ရည်ရွယ်ပြီးအွန်လိုင်းပေါ်ကစမတ်ဖုန်းတွေနဲ့အချိန်မကုန်စေပဲကျင်းပလှုပ်ရှားမှုတွေနဲ့အတူ ကျမရေးအတွက်အလေးတင်ကောင်းတွေကိုပြိုးထောင်ပေးဖို့ရည်ရွယ်တဲ့အကြောင်းဒေါ်မေစင်စိုးထက်ကအခုလိုပြောပြခဲ့ပါဗျ။ ရောင်းလာတဲ့ဘူးပုံစံဖြစ်တဲ့ social media ဖြစ်တဲ့မှာ internet အဖြစ် internet တွေဒီအမေတွေကပဲပေါ့နော်အချိန်ကုန်ထွက်လာတဲ့အားနဲ့ဒါချီလေးဖန်အတကယ်ချင်းတွေအတွက်ကိုမတို့ကဒီ outdoor activity ပေါ့နော် outdoor activity တွေပြုလုပ်ချင်အားဖြင့်ကျမရေးအတွက်အလေးချိန်ကောင်းတယ်လို့မတို့ဆက်တင်ပြီးတော့တိုးထောင်လို့ရတယ်လို့ဒီဒါချီတကယ်ချင်းတွေကြားထဲမှာလည်းဒီအပြန်အလှန်လာနေပြီးတော့ချစ်ခင်ရင်းမျိုးတွေပို့လာတယ်ဆိုတော့ message တွေကို patient နဲ့တက်ကြဖို့မတို့ပြုလုပ်တာဖြစ်ပါတယ်ဟုတ်ကဲ့ နှစ်စဉ်ကျင်းပပြုလုပ်တဲ့သုံးချိန်မြောက် Active Family Day of 2016အတွက်ပျော်ပွဲရွှင်ပွဲလမ်းလျှောက်ပွဲမှာတော့အရင်နှစ်တွေနဲ့မတူအောင်ဝတ်စုံစမ်းတွေနဲ့ဝတ်ပြီးပါဝင်နိုင်ဖို့စီစဉ်ထားတာဖြစ်ပြီးလူပေါင်း2500ပါဝင်ဆင်နွှဲနိုင်အောင်ပြုလုပ်ထားပါတယ်။ မနစ်ကဖက်စာရင်ပုံမူပြီးတော့ကောင်းမွန်တဲ့ပုံမူပြီးလူစိတ်ဝင်စားမဲ့ဂိမ်းတွေကိုကျမတို့စီစဉ်ထားတဲ့အတွက်ဒီပေါင်းပါဝင်ဆောင်ရွက်ဖို့အတွက်အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်။ဒီဟာရတဲ့အလူငွေတွေကိုလည်းကျမတို့ကရန်ကုန်ကလေးစီရောဒီလူကုန်ကူးတိုက်ဖက်ရေးအဖွဲ့တွေကျမတို့ကလူလန်းသားမှဖြစ်တဲ့အတွက်ဟို activity တစ်ခုအနေနဲ့ပဲမဟုတ်ဘူးပေါ့နော် CSR activity လေးနဲ့ဖက်ပောင်းထားရတဲ့ဒီပေါင်းပါဝင်ဆောင်ရွက်ဖို့အတွက်အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ရှင်။ Active Family Day ရောက်အစီအစဉ်ကိုတော့ 2014ခုနှစ်မှာစတင်ခဲ့ပြီးဒုတိယအကြိမ်မှာတော့ 3D ရုပ်ပုံတွေနဲ့လမ်းလျှောက်ပွဲပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒီ season မိတ်ဆက်ရှင်းလင်းပွဲကိုအစိုးရရန်ချက်နဲ့မိသားစုလည်းတက်ရောက်ခဲ့ပါတယ်။ ပြောမယ်ကိုကိုရဲ့ဒီတနေ့တာမှာကိုအတွက်မကျမ်းမမှာအချိန်တွေကများတယ်။နောက်တော့ပြအလုပ်လုပ်တဲ့ဆိုထိုင်ရတယ်။ကားပြည့်ရဆိုထိုင်ရတယ်။စိတ်ညစ်ရတယ်။အဲ့တော့အဲ့ဒီကိုတည်းရနေပြီးတော့ခဏလေးပေါ့နော်။ TV ကြည့်မဲ့အချိန်ဥမာတနားကြီးဆိုရင်တနားကြီးကနည်းနည်းလေးဖဲ့ပြီးတော့ဒီလိုမျိုးကျမ်းမကြီးကိစ္စလေးကိုအချိန်ပေးလိုက်ပေါ့နော်။အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဘာပြောပြောတာတနေ့တာမှာသူ့အတွက်အချိန်နည်းနည်းပေးလိုက်တယ်ဆိုရင်အဆင်ပြေပါတယ်။ဝဲရော်မှာပူပေါင်းပါဝင်ခြင်းနဲ့မိသားစုဝင်တွေကတော့ Marketplace by City မှာ ။တမိုင်းစီးတီးမားစူပါမားကတ်နဲ့ရွှေကုန်တိုင်းအိုရှန်စူပါစင်တာတွေမှာနိုဝင်ဘာ17ရက်နေ့ကစလို့28ရက်နေ့အထိစည်ရင်ပေးသွင်းနိုင်မှာဖြစ်ပါတယ်။